်အလိုအလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လဲကျေးဇူးလိုက်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော် channel လေးကတော့ NGO နဲ့တက်ဆက်တဲ့အလောက်ကိုင်ခွက်လန်းတွေကိုဝေမျှပေးနေတဲ့ channel လေးဖြစ်ပါတယ်ဒီကနေ့လည်း2025ခုနှစ်ဆယ်လပိုင်း9ရက်နေ့အထိထပ်မံပြီးတော့အဲဖိတ်ခေါ်ထားတဲ့ NGO လောက်ကိုင်ခွက်လန်းတွေကိုထပ်မံဝေမျှပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကညီကိုတို့အတွက်အဲအကျိုးတစုံတရာဖြစ်ထွန်းနိုင်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုကိုအဆုံးထိကျွန်တော်နဲ့ဒီလိုလိုက်ပါလေးလာဖို့ and ဖိတ်ခေါ်ပြရစီเนาะခင်းတဲ့ဆိုရင်ကျွန်တော်တို့စာလိုက်ကြရအောင်เนาะဒီမှာပထမဆုံးဖိတ်ခေါ်တဲ့ဖွဲ့စည်းတစ်ခုကတော့ Aiden မြန်မာဖွဲ့ကဖြစ်တဲ့ရန်ကုန်တက်ဖိတ်ခေါ်ထားတယ်အ position ကတော့ research เนาะသူတည်တနာအ net တဆိုင်တဲ့ဘိုင်းပြီးတော့သူလောက်ရမယ်လောက်ကတော့ social media နဲ့ကျွန်တော်တို့ information officer เนาะဒီလူမှုကွန်ရက်နဲ့သက်ဆိုင်တဲ့တည်င်းချက်လက်တွေနဲ့သက်ဆိုင်တဲ့အပိုင်းမှာရရှိနေတဲ့ဖိတ်ခေါ်ထားတယ် research เนาะကျွန်တော်တို့ဒီတည်နေတဲ့ဆိုင်တဲ့ဟာတွေအဲ data စုဆောင်ပေးရမယ့်ဘိုင်းတွေပါဝင်နိုင်ပါတယ်ပြီးတော့ပြန်လဲပြီးတော့အဲတင်ပြပေးရတဲ့ဘိုင်းမှာတည်နေတည်နေတဲ့ဆိုင်တဲ့ဟာတွေရယူတင်ဆက်တဲ့ဘိုင်းပေါ့နော်ဒါတော့ Okay နောက်တစ်ခုကတော့ TDHL ကတော့လိုက်တရာရန်ကုန်အတွက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရန်တူကတော့ finance system เนาะ အဲကျွန်တော်တို့ဒီငွေစင်ရင်းနဲ့တက်ဆိုင်တဲ့ဘိုင်းမှာလက်ထောက်ပြည့်ဖိတ်ခေါ်လာတဲ့ຢာလူတစ်ခုဖြစ်ပါတယ်။လောက်ကွက်လန်းကောင်းဖြစ်တယ်။ပြီးတော့နောက်တစ်ဖွဲ့ကတော့ IUCN ကအဲကျွန်တော်တို့ location position တုံးခုနော် position တူတူတုံးခုကိုကျွန်တော်တို့အဲအဲမြို့နယ်တုံးခုမှာဖိတ်ခေါ်လာတယ်နော် position ကတော့ကျွန်တော်တို့ဒီ fee project association ဆိုတော့ကျွန်တော်တို့ fee အဲကွင်းမှာလှုပ်ဆောင်ရမယ်အဲစီမံကိန်းအရာရှိပေါ့နော်ဆိုတော့ဒီ၃ခုကိုကျွန်တော်တို့ဘုကလေးတွေ့တနေရလက်ပုတ်တာတွေ့တနေရအဲဖြံပုံတွေ့တနေရဆိုပြီးတော့ fee project associate ကိုအဲ၃နေရဖိတ်ခေါ်ထားတယ်နော်ဟုတ်ဒါတော့ IUCL organization ကဖြစ်ပါတယ်နောက် position ကိုကြည့်မယ်ဆိုရင်ဖွဲ့စည်းကြရမဖို့ပြထားဘူးကျွန်တော်တို့ အဲခေါ်ထားတဲ့နေရာတွေကတော့ကျွန်တော်တို့ဟာခါဖလမ်မင်အဲတီတိန်ပေါ့နော်အဲဒီဖက်ကိုချင်းပြည်နယ်အတွက်ကိုဖိတ်ခေါ်ထားတဲ့ position တစ်ခု ရှိပါတယ်အဲပထမ position ကတော့ fee assistant နော်ကျွန်တော်တို့ဒီမြေပြင်မှာအလုပ်လုပ်ပေးရမယ့်ထောက်ကူ fee assistant တစ်ခု ဖြစ်တယ်ရလို့ဖြစ်တယ်နောက်တစ်ခုကတော့ assistant အဲ finance and hr officer နော်ကျွန်တော်တို့လက်ထောက်ငွေစင်းနဲ့လူအရင်းမြစ်ဌာနရဲ့အရာရှိအနေနဲ့ ဖိတ်ခေါ်ထားတဲ့ຢာလူနှစ်ခုဖြစ်ပါတယ်အဲနောက်တစ်ဖက်ကိုဆက်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အဲ SCH organization ကတော့အဲလောက်ကခွလန်အများကြီးဖိတ်ခေါ်ထားတယ်ဘယ်နှစ်ခုလဲဆိုရင်ကျွန်တော်တို့အလုံးခုနှစ်ခုเนาะခုနှစ်နေရာအဲလောက်ကခွလန်ဖိတ်ခေါ်ထားတယ်เนาะ SCA organization ကပထမတစ်ခုကတော့တောင်ကြီးအတွက်ဖိတ်ခေါ်ထားတယ်เนาะတောင်ကြီးက ဘာ traffic ခေါ်တာလဲဆိုရင် technical support officer နော်နီးပညာနဲ့တက်ဆိုင်တဲ့အပိုင်းမှာထောက်ကူပြုမဲ့ကျွန်တော်တို့အရာရှိအနေနဲ့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်โอเค SCA ကနော်တစ်ပိတ်ခေါ်ထားတဲ့ position တခုကတော့ community coordinator เนาะလူထုညီနိုင်ဆောင်ရွက်ပြီးတဲ့သူအနေနဲ့ဖိတ်ခေါ်ထားတယ်နေရာကတော့စကိုင်းနဲ့တောင်ကြီး base အတွက်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ community mobilizer เนาะ လူထုကိုစီယုံလှုပ်ဆော်ပေးတဲ့တူအနေနဲ့အဲဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့မြို့နယ်တွေကတော့ multiple ဆိုတော့မြို့နယ်အများကြီးအတွက်ဖိတ်ခေါ်ထားတယ်အဲနောက်တစ်ခုကလည်းကျွန်တော်တို့ team leader เนาะအဖွဲ့ကောင်းဆောင်အနေနဲ့ဖိတ်ခေါ်ထားတယ်အဲ multiple township ဆိုတော့မေဒီအမြို့နယ်များအပြားအတွက်ပေါ့เนาะဖိတ်ခေါ်ထားတာရှိတယ်အဲနောက်တစ် SCH ကပဲ now ဖိတ်ခေါ်ထားတယ် position ကတော့ mobile medical assistance ဆိုတော့ကျွန်တော်တို့ဒီစီပိုင်းဆိုင်ရာထောက်ကူပြုတယ်သူအနေနဲ့ဖိတ်ခေါ်နားတယ်ဖိတ်ခေါ်နားတယ်မြို့နယ်တွေကတော့ကျွန်တော်တို့အဲပင်လောင်းပါတယ်အဲရွာငန်ပါတယ်ညောင်ရွှေပါတယ်ဒီသုံးမြို့နယ်တွေကိုကျွန်တော်တို့ medical assistance ဖိတ်ခေါ်ထားတယ်နော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့အဲဒီမြို့နယ်အတွက်ပဲခေါ်ထားတဲ့ position ကတော့ data assistant နော်ကျွန်တော်တို့ data တွေကောက်ယူပြီးတော့ပြန်သွင်းပေးရမယ်ပြန်ပြီးတော့ ကွန်ပျူတာတဲ့ကိုပြန်စီပြရမယ်အလောက်ไก่ခွလန်းကောင်းဖြစ်တယ်ဒါကတော့ SCH ကနေအလောက်ไก่ခွလန်းခုနှစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ဖိတ်ကောပေါ်ပြပေးသွားတဲ့လောက်ไก่ခွလန်းနဲ့သက်ဆိုင်တဲ့ link တွေကိုလည်း comment box မှာဆင်လိုက်ကျွန်တော်ဝေမျှခက်ပေးပါမယ်အဲကိုင်းကြီးတဲ့ကျွန်တော်ညီကိုမောင်နှမတွေတေးစိတ်ထမှန်ဝင်ရောက်လေးလာပြဖို့အဲမေတ္တာရက်ခံပါတယ်အဲအကူကြီးတခုလည်းထပ်တောင်းချင်ပါတယ်เนาะကျွန်တော်တို့ အဲညီကိုလိုပဲနောက်ထပ်အလောက်ကန်ခွလန်းတွေချပွေနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရှိနေပါတယ်ဆိုတော့အချင်းချင်းဒီဗီဒီယိုကိုအထက် share ပေးခြင်းအပြင်လည်းကုညီထပ်တောင်းပါရစေနော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကနေလောက်ကန်ခွလန်းတွေရရှိပွင့်ဆိုင်ဖို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ဖို့တောင်းဆိုပါရစေနော်